အားလုံးပဲမင်္ဂလာပါဒီနေ့ကကြတော့ကျွန်တော် wallet exchange ထဲမှာရှိရဲ Binance wallet ထဲမှာရှိတဲ့ကျွန်တော်တို့ token အစ်တတွေပေါ့နော်အဲကျွန်တော် token အစ်တတွေကို USDT chain မှာပါအာဒီမှာဆိုလို့ရှိရင်အဲကျွန်တော်မှာဒီမှာ asset sale သွားလာ asset sale သွားလိုက်လို့ရှိရင်ဒီမှာ token ဆိုရှိရဲ token မှာဒီမှာ STO token ရှိရဲ Pang ရှိရဲ BNB ရှိမဲ့ FAG ရှိမဲ့ order ရှိမဲ့ပေါ့နော်ဒါတွေကကြတော့ကျွန်တော်တို့ဟိုဒီ hodler airdrop နဲ့ DGE ရရထားတဲ့ အဲကျွန်တော်တို့ token တွေပါအဲ့ token တွေကိုကျွန်တော် USDT ချိန်မယ် USDT ချိန်ပြီးတော့ Binance Exchange ကိုပို့တဲ့နီးလေးကိုကျွန်တော်လုတ်ပြခြင်းပါတယ် okay အဲ့တော့အရင်ဆုံးကြတော့ကျွန်တော်အခုနကဒီမှာဆိုလို့ရှိရင် pan ကအဖန်က75 pan ရှိတယ်အဲ USD နဲ့တွဲဆိုတော့6ဒေါ်လာလောက်ရအောင်ပေါ့နော်အဲ့တော့အဲ့အောင်ပြောင်းခြင်းတဲ့ဆိုလို့ရှိရင်အဲဒီမှာကျွန်တော်တို့ trade ကို trade ကိုယူလိုက် trade ကိုယူလိုက်ပြီးတော့ဒီမှာ punch punch ကနေပြီးတော့ USDG ပေါ့နော်ပြီးရရင် punch ကနေ USDG punch ကအမြင့်ဆုံးကဘယ်လောက်ပြောင်းနေတာလဲဆိုတော့ simplify အမြင့်ဆုံးအကုန်လုံးကိုပြောင်းနေတာဖြစ်တဲ့အကြောင်းအော်ဒီမှာကျွန်တော်တို့ဟိုဒီ6.85 USDD ရမှာပေါ့နော် okay ဒီမှာအဲ့ဒါချက်သတိထားဖို့ကကြတော့ဒီမှာ trading fee ရှိတယ် network fee ရှိတယ်ပေါ့နော်အဲ့တော့ trading fee ကတော့ကျွန်တော်တို့ပေးစရာမလိုဘူး network fees ကတော့ကျွန်တော်တို့ဒီမှာဒီကောင်ကို swap လုပ်မယ်ဆိုလို့ရှိရင်တဲ့ ဟုတ်ပြီနော်အဖန်ကို swap လုပ်မယ်ဆိုလို့ရှိရင် USDT နဲ့ swap လုပ်တယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့က BNB ပမာဏတလောက်ပြအောင်ပေါ့နော်ကိုယ့်ရဲ့ဒီ Binance Wallet ထဲမှာတော့ swap fee BNB ရှိဖို့လိုလိုတာပေါ့နော် okay အဲတော့ကျွန်တော်တို့ကကျွန်တော်က maximum ယူလိုက်မယ်ပြီးရင် swap ကိုလုပ်လိုက်မှာပေါ့နော်အဲ့တော့ swap ကိုလုပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော် minimum အနည်းဆုံးရမယ့်ဟာဒါပေါ့နော်။ Now fee ကကျွန်တော်က0.0046 BNB ပေးရမှာပေါ့နော်။ โอเคအဲဆိုလို့ရှိရင်ကျွန်တော်တို့က confirm swap ဆိုပြီးနေလိုက်ပေါ့เนาะ confirm swap ဆိုပြီးနေလိုက်တဲ့ခါမှာကျွန်တော်တို့ကဖန်ကမရှိတော့ဘူးပေါ့เนาะကျွန်တော်တို့ asset ကိုဘာရောက်လာမလဲဆိုတော့ကျွန်တော်တို့ဒီမှာ USDT USD 6.79ဆိုပြီးတော့ကျွန်တော်ရောက်လာမယ်အဲ့တော့ okay နောက်တစ်ခုထပ် change ကြည့်အောင်နောက်တစ်ခုကကြတော့ STO ပေါ့เนาะ STO token ပေါ့เนาะ STO token ကိုကျွန်တော်တို့ swap လုပ်ပြီး USDT chain မှာပေါ့เนาะအဲ့တော့ trade ထဲဝင်မယ်အဲ့တော့ပတ်နေရမှာဘာပြောင်းအောင်လဲဆိုတော့ကျွန်တော်တို့ STO ဆိုပြီးတော့ကျွန်တော်တို့က token ကိုရှာမှာပေါ့เนาะ okay okay အဲ့တော့ဒီမှာ ကျွန်တော်က STO ဆိုတာရှိတယ် STO နေ့တိုင်း STO ကကျွန်တော်ကဘယ်လောက်ရှိတယ်ဆိုတော့က STO က58အများဆုံးရှိရဆိုတော့အများ maximum ကိုရွေးလိုက်မယ်58အကုန်လုံးကိုဟိုကျွန်တော်ရွေးမှာဖြစ်ပါတယ်အဲ့တော့ maximum ရွေးလိုက်ပြီဆိုရင်ဘယ်လောက်ရမလဲ USD တွက်လို့ရှိရင်9ဒေါ်လာလောက်ရမှာပေါ့နော် STO token က58ဆို USD တွက်9ဒေါ်လာရအောင်ဖြစ်တဲ့ကြောင်းကျွန်တော် approve STO ကိုရွေးလိုက်မယ် okay ဒီမှာကျွန်တော်တို့ now fee ကတလောက်ပြီးရမှာပေါ့နော် okay confirm ကိုနှိပ်လိုက်မယ် okay နောက်တစ်ခါကျတော့ transition site meter ဖြစ်သွားပြီ approving sdo ဆိုပြီးတော့နောက်တစ်ခုနောက်တစ်ဆင့်ကျတော့ next source ပေါ့နော် next တက source နေလိုက်ပေါ့နော် source နေလိုက်လို့ရှိရင်ကျွန်တော်တို့ကဒီမှာ network fees က42 42625 bnb ရတယ်ပေါ့နော် okay အဲဆိုတော့ confirm လုပ်လိုက်ပါ face id နဲ့သူက confirm လုပ်တတ်ပြီးဟို processing လုပ်နေပြီပေါ့နော် BME chain အဲ့ဒီဘဝနေပဲ network က BME chain ဘဝနေပဲလောက်တာဖြစ်တဲ့အတွက်ကြောင့်ဟုတ်ပြီနော် okay အဲ့ဒါဆိုဘာဖြစ်သွားမလဲဆိုတော့ကျွန်တော်မှ access မှာဒီမှာ ဆိုလို့ရှိရင် USDT ကဘယ်လောက်ပြသပြီလဲဆိုတော့ကျွန်တော်တို့မှာ14ကျပ်ဖြစ်သွားပြီ။ Okay နော်နောက်တစ်ခုထပ်လုပ်ပြမယ်။အဲနောက်တစ်ခုကကျတော့ကျွန်တော် FH FHE ပေါ့နော်သူကကျ49 token ရှိတယ်ကျွန်တော်မှာဒေါ်လာနဲ့တွက်မယ်ဆိုရင်တော့4ဒေါ်လာနီးပါးလောက်ရှိတာပေါ့နော်4ဒေါ်လာနီးပါးလောက်ရှိတယ်အဲ့ကောင်ကိုကျွန်တော် all trade ထဲဝင်မယ်ကျွန်တော်ခုနက FHE ပေါ့နော် FH FHE Okay FHE 49ကိုကျွန်တော်ရွေးလိုက်မယ် ရွေးပြီးလို့ရှိရင်မက်ဆီမမ်ကိုနှိမ့်လိုက်မယ်မက်ဆီမမ်လည်းရှိရင်ဒီထဲမှာအာကျွန်တော်တို့49ကိုအကုန်လုံးဖြစ်သွားမယ်ရမယ့်ငွေကကြတော့5ဒေါ်လာရမှာပေါ့နော်5ဒေါ်လာနေပါ5ဒေါ်လာအာလောက်ရမှာပေါ့နော်โอเคဒီမှာကျွန်တော်ဆော့ဖီးရရှိရနော် network fee ရရှိရနော် bio ဆော့ဖီးရရှိမယ် network fee ရရှိမယ်ပေါ့နော်ပြီးရင်ဒီမှာ gas account 0.000 BNB ပြပြရအောင်ပေါ့နော် okay confirm နေလိုက်ပါ approve လုပ်နေတယ် okay donas that swap ဆိုပြီးတော့နှိမ့်လိုက်ပို့ okay ပြီးတော့ bme chain ဟုတ်ပြီเนาะ now fees က bme chain ကတော့တော်တော်တော်ရှိတယ် okay အဲ့တော့ confirm နှိမ့်လိုက်ပို့เนาะ okay အဲ့ processing လုပ်နေတယ်အဲဒါဆိုရင်ဒါဆိုရစီရောက်လာပြီเนาะ5ဒေါ်လာရောက်လာပြီအဲ့ဒီမှာအာကျွန်တော်တို့က access ကိုဝင်လိုက်လို့ရှိရင်ဒီမှာကျွန်တော်ဒီမှာ usd နဲ့တွက်ရင်19ဒေါ်လာ19ဒေါ်လာဖြစ်သွားမယ်เนาะဒီမှာ19ဒေါ်လာဖြစ်သွားမယ် ဟုတ်ပြီနော်โอเคအာဒီ BNB ကတော့ကျွန်တော်ကဒီမှာပဲထားလိုက်တော့ပေါ့ဆိုတော့ဒီကောင်ကကျွန်တော်က swap fee တွေဒီမှာ Binance Binance မှာ airdrop တွေ ATG ATG တွေကောက်လို့ရှိရင်ကျွန်တော် Binance BNB ကဆွပ်ဖီးအနေနဲ့ကျွန်တော်က gas fee ပေါ့တနည်းအားဖြင့် gas fee အနေနဲ့ပေးရတာဖြစ်တော့ BNB ကတော့ကျွန်တော်အဲ exchange နဲ့ကိုမရှိတော့ဘူးကျွန်တော် USDT ပဲရှိပါတော့နောက်တစ်ခုကကျွန်တော် order order 30ရှိတယ်ကျွန်တော်ရှိမှာ order 30ရှိတယ် USDT အတွက်3ဒေါ်လာကျော်ကျော်လောက်ရမှာပေါ့နော်အဲ order လေးတစ်ချက်တစ်ခုပြန်ထပ်လုပ်ပြမယ် တော့ဒီနေရာမှာဘာရွေးရမလဲဆိုတော့ O R D E or order ရွေးလိုက်မယ်ဟုတ်ပြီเนาะ order ကို O R D O R D E R ဟင် order ကြည့်ကြည့်အောင် O R D E R order 30တဲ့ order 30 swap လုပ်မယ် order ကနေပြီးတော့ကျွန်တော်တို့ USDC ဖြစ်နေတဲ့ USDT chain လိုက်မယ် USDT chain လိုက်မယ် okay အဲ့တော့ order amount ကအကုန်လုံးဆိုတော့ maximum လုပ်မယ်အဲ့တော့ရမှာဒီလောက်ရမှာပေါ့နော် swap တစ်ခါတည်းတန်းလုပ်မယ်ဒီမှာသူကကျတော့ ethereum network ပေါ်သွားဆိုတော့ network fee က eth ပေးရမယ်ဗျ eth ကကျွန်တော်ရှိမှာမရှိဘူးဗျ eth 0.0ဟို0 0.0006ဆိုတော့5ဆိုတော့ချက်ကြည့်လိုက်မရှိတာမရှိတာပေါ့နော်အာ arbitrary eth အော်โอเคရှိတယ်အဲ့တော့ confirm လုပ်လိုက်ပါတော့နော် confirm လုပ်လိုက်လို့ရှိရင်ကျွန်တော် face id နဲ့ဟိုဖြစ်မယ် okay order submit ဖြစ်သွားပြီဒီမှာရောက်လာပြီပေါ့နော်ဒီမှာရောက်လာပြီအာ receipt ဖြစ်သွားပြီအဲ့တော့ကျွန်တော်ဒီမှာ usd ကိုကြည့်လိုက်မယ်ဆိုရှင်ဒီမှာ22ချက်ဖြစ်သွားပြီပေါ့နော် โอเคနောက်တစ်ခုကကြာအာကီလိုရှိမယ်ကီလိုကတော့26ကီလိုပဲရှိရဆိုကျွန်တော် search မလုပ်ပြတော့ဘူးဒါတွေကတော့ကျွန်တော်သိပြီးတော့ search မလုပ်ပြတော့ဘူးအခုကကျွန်တော်ရှိမှာဘာဖြစ်သွားပြီဆိုတော့ USDT က22 USDT ဖြစ်သွားပြီပေါ့နော်22 USD အဲ့22 USDT ကိုကျွန်တော်ဘယ်လိုပို့မလဲဆိုတော့ Binance အာ Binance ဒီအခုကလက်ရှိက Binance wallet ထဲမှာရှိနေရဲ့ကျွန်တော် TG airdrop တွေကနေရထားတဲ့ token ကိုကျွန်တော် USDT chain နဲ့ USDT chain ပြီးတော့ကျွန်တော် Binance ် binance exchange ဘက်ကိုပို့မှာပေါ့နော်အဲ့တော့ binance exchange ဘက်ကိုပို့မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာစံရှိတယ် receipt ရှိတယ်ပေါ့နော်အဲ့တော့ပို့ခြင်းတယ်ဆိုလို့ရှိရင်တော့စံပေါ့နော်လက်ခံခြင်းတယ်ဆိုရင်တော့ receipt ပေါ့အဲ့တော့ပို့ခြင်းတယ်ဆိုလို့ရှိရင်စံဆိုရင်ကျွန်တော်တို့ sense ကိုနှိမ့်လိုက်မယ်အဲ့တော့ sense ကိုနှိမ့်လိုက်ဘာပို့ခြင်းတာလဲပေါ့နော်ဘာပို့ခြင်းတာလဲဆိုတော့ USDT ပို့ခြင်းတာဖြစ်တဲ့ကြောင့်ဒီမှာ USDT ကိုရွေးလို့ရရတယ် USDT ဆိုပြီးရိုက်ထည့်လိုက်လို့ရရတယ် okay ဟုတ်နော်ဘယ်ဘွားသွားမှာလဲအဲ arbitrum ဘွားသွားမှာလားဒါမှမဟုတ်ရင်အဲ BME chain ဘွားသွားမှာလားပေါ့နော်အဲအဲ့တော့ BME chain ဘွားသွားတယ် USDT ကိုကျွန်တော်ရွေးလိုက်မယ် okay ဟုတ်ပြီနော်အဲ့တော့အာဒီမှာကြတော့ကျွန်တော်ကဒီမှာတကယ်လို့များ အာဒီမှာ address ကဒီအောက်မှာမပေါ်လာဘူးဆိုခဲ့သည်ရှိတော့เนาะဒါ my binance deposit address ဒါကျွန်တော်ရဲ့ binance exchange address ပေါ့เนาะအဲ့ address ကမပေါ်လာဘူးဆိုလို့ရှိရင်ကျွန်တော်တို့က binance exchange ထဲမှာသွားပြီးတော့ယူရတယ်အဲ့ address ကိုဘယ်ရမှာသွားယူရလဲဆိုတော့ကျွန်တော်ပြောပြပေးမယ်เนาะ okay အဲ့တော့ဒေါ်လာစေကျွန်တော်တို့ binance exchange ဘက်ကိုခဏသွားကြည့်အောင်เนาะ exchange ဘက်ကိုကျွန်တော်ခဏသွားကြည့်လိုက် โอเค HA ဘက်ကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့က SS တဲ့ဝင် SS တဲ့မှာကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်ကျွန်တော် deposit ဆိုတာရှိတယ်ဗျာဒီ HA နဲ့ထည့်မှာဆို deposit ကိုဝင်ဝင်ပြီးလို့ရှိရင်ကျွန်တော်တို့ကဘာကိုလွှဲမှာဆို USDT ဆိုတော့ USDT ကိုထည့် USDT ကိုထည့်ပြီးလို့ရှိရင်ဘယ်ဘွားနေလွှဲမှာလဲဆိုတော့ကျွန်တော်က BEP 20ပေါ့နော် အာ BNB smart chain ဖြစ်တဲ့တရား BB20 ကိုရွေးလိုက်ရွေးလိုက်လို့ရှိရင်ဒီမှာကျွန်တော်တို့ကဒီမှာဒီနေရာလေးရလာမှာနော် deposit address ဆိုပြီးရလာအဲ့ကောင်လေးကို copy ကူးလာအောင်ပါဗျာနော်ကျွန်တော်ကဟိုမှာဒုပိသားဖြစ်လို့အဲ့ကောင်လေးကတခါတန်းပေါ်လာတန်းပေါ်နေတာပေါ့နော် okay ဟုတ်ပြီနော်အဲ့ဆိုဘယ်ရရလဲဆိုတော့တည်ပြီနော် okay အဲ့ဆိုလို့ရှိရင် wallet ဘက်ကိုပြန်သွားမယ် wallet ဘက်ကိုပြန်သွားပြီးတော့ခုနကအတိုင်းပဲကျွန်တော်တို့ကအဒီမှာ အာဆက်စတေးကနေပြီးတော့ကျွန်တော်ဆန်ပေါ့နော်ပို့ပါပေါ့နော်သူကကြတော့ပို့မှာဟိုဘက်ကလက်ခံမှာဆိုတဲ့အတွက်ကြောင့်ဟိုက deposit ဖြစ်မယ်ပေါ့နော်ဒီကောင်ဆန်ဆန်ဆိုပြီးတော့တစ်ချက်နှေးလိုက်မယ်ပို့လိုက်မယ်ဘာပို့မှာလဲ USD ပို့မှာဆို USD တွေယူဟုတ်ပြီနောက်ဘက်ကတော့ BME chain ဆိုတော့ BME chain ကိုယူဟုတ်ပြီနော်ပြီးရင် address ကကုနာ address ကဒီမှာ paste လုပ်ရလို့ရတယ်ဒီကောင်တစ်ခါလဲကျွန်တော်ကထည့်ပြီးသားဆိုတော့တစ်ခါလဲတန်းယူလိုက်တာပေါ့နော်တန်းယူလိုက်ပြီးတော့ဒီမှာကျွန်တော် continue ဆိုနေမယ် Okay အဲ့တော့ ဒီမှာဘလောက်ဘလောက်ဟို finance exchange ကိုဘလောက်လွှဲမှာလဲเนาะကျွန်တော်ရှိမှာကြောင့်ဒီမှာ19သသမ19ချက်ပေါ့ဗျာပြောမှာ19ချက်ကို maximum ဒီမှာ BME chain ပေါ်မှာရှိရ19ချက်ရှိရအောင်เนาะအဲ့ BME chain ပေါ်မှာရှိရ19ချက်စလုံးကျွန်တော် finance exchange ဘက်ကိုကျွန်တော်လွှဲလိုက်မယ်ဟုတ်ပြီเนาะအဲ့တော့ max လို့ရေးလိုက်မယ်ဟုတ်ပြီเนาะ max လို့ရေးပြီးတော့ကျွန်တော် continuous ကိုနေလိုက်မယ် โอเคအဲ့တော့ဒီမှာဆိုလို့ရှိရင် gas gas account gas fee ပေးရမှာပေါ့နော် gas fee ကိုဒီ wallet ကနေပြောနှုတ်သွားမယ်0.04လုံး3799 BNB နှုတ်သွားလိမ့်မယ်ဟုတ်ပြီနော်ဒီစကူချက်ပို့ရတဲ့အတွက်ကြောင့်โอเค confirm ကိုနှိမ့်လိုက်မယ် face နဲ့ id လုတ်လိုက်မယ် amount transaction size meter ဆိုတာဖြစ်သွားပြီโอเคโอเคအဆင်ရှင်မှာ sending ဖြစ်နေပြီနော် sending 19ဒေါ်လာဒေါ်လာ19ဒေါ်လာကိုပို့နေပြီပေါ့နော်โอเคခဏဆောင်ကြည့်ပါ 19ဒေါ်လာကိုကျွန်တော်တို့ပို့နေပါတော့အဲဒါဆို deposit ဒီမှာတော့ processing လုပ်နေပြီတဲ့နော် okay estimate 2 minute ကြာပြီပေါ့နော် BM chain ဘဝနေပြီးတော့ကျွန်တော်တို့ပို့လိုက်တယ် network ဘဝနေပြီးတော့ပို့လိုက်တဲ့ဟာကကျွန်တော်တို့ estimate ခန်းမှန်းခြေ2 minute ကြာပြီပေါ့ okay အဲ့တော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်မယ်ပေါ့နော်ဒီမှာတော့ဖြတ်သွားပြီပေါ့နော်ဒီမှာဆက်နေကြပဲရှိသွားတယ်အာ USD ရတော့ရှိသေးရကျွန်တော်တို့ဟိုမှာ Ethereum ပေါ်မှာ arbitrum 1ပုံမှာရှိ USDT ကိုကျွန်တော်မလွှဲပြတော့ဘူးเนาะအခုက gaming chain network ပေါ် USDT ကိုကျွန်တော်လွှဲပြီးတော့ပို့ပေးလိုက်တာ okay ခဏလေးဆောင်ပါအဲ့တော့ရောက်ပြီလားမရောက်သေးဘူးလားဆိုတာကကြတော့ကျွန်တော်တို့ Binance wallet Binance exchange ဘက်ကိုတစ်ချက်တော့ကြည့်ကြည့်မယ်เนาะ okay မရောက်သေးဘူးเนาะ โอเคအဲ့ဒါဆိုလို့ရှိရင်ဒီမှာ USDT အာ deposit to dollar 16ချက်ကို USDT ကရောက်သွားပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ email တက်လာပြီပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ကပဲရောက်သွားပြီဆိုတော့ဒီမှာဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ရဲ့ဒီမှာ exchange နဲ့ကကျွန်တော် spot wallet ထဲမှာ USDT ဘယ်လောက်ရောက်လာပြီဆိုတော့16ချက်ရောက်လာပြီဒီမှာဟုတ်ပြီနော်ဒီမှာ16ချက်ရောက်လာပြီโอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ Binance Web3 အအရင်တော့ Body လို့ခေါ်တာဟုတ် Binance Wallet ထဲကနေပြီးတော့ကျွန်တော်တို့ရှိရဲ Airdrop ကရတဲ့ token အစ်စ်တွေကိုကျွန်တော် USDT ချိန်ချိန်ပြီးတော့ကျွန်တော် Binance Exchange ကိုကျွန်တော် ပို့လိုက်တဲ့သဘောပေါ့နော်โอเคအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် YouTube channel လေးလည်း subscribe လုပ်ပေးကြပါဦးဗျာ